ရင်ကားသချင်းလေးဆိုတာကတော့အဆွေးသချင်းကိုအမျိုးအောင်ပြန်ပြီးတော့တီးရပါတော့နော်ဒီသချင်းကကြတော့သူ့သချင်းပုံစံကဟိုအချစ်သချင်းပုံစံလေးကြောကြလေးဆိုတော့ကြတော့ဒါလေးကိုပြန်ပြီးတော့တီးခက်ရင်ဒီဆိုရင်ကတော့ဒီအပြစ်အပြစ်မမြင်ဘူးလို့ထင်တာပေါ့နော်အဲ့စိနေသချင်းလေးကိုရွေးလိုက်ခြင်းဖြစ်ပါတယ်ချင်းစီမိုင်းဘဝအိမ်တွေတေကောင်းကနာရလူကြီးချင်းရမရမ်းချစ်ကြတာပါချစ်ကြပါချင်းရမရမ်းချစ်ကြတယ်ချစ်တာပါဟုတ်ပါတယ်အများကြီးချစ်တာကြပါတယ် ချစ်တယ်သိတယ်တကလေးရဲ့ရှိမမဲ့ပြီအားလုံးပဲပါခင်ဗျာကျွန်တော်ကတော့ဒေသရှင်ဝိမိတ်ထက်ဖြစ်ပါတယ်ခင်ဗျာအဲမင်းကတော့ဒီဆိုတော့ဝိမိတ်ထက်ပဲဖြစ်ပါတယ်ရှင်အဲဒီနေ့ရဖြစ်တဲ့သစင်းလေးကသစင်းနာမည်လေးချစ်စရာလေးချစ်တဲ့သူတွေအသက်ရှိပါစေတဲ့ဒီသစင်းသစင်း FP လေးရိုက်ဖို့နေပါဟုတ်ပါတယ်တကယ်ရရှိသေးလို့ချစ်တဲ့အောင်သေး တကလေးရရှိသည်လူရင်တိတ်တောင်သည်ဟိုကျွန်တော်တို့ကျွန်တော်တို့မှာပေါ့နော်ဂီတာဒီဂီတာဖွဲ့ရှိတယ်ပေါ့လင်းလက်ကျဲဆိုပြီးဒီဂီတာဖွဲ့ရှိပါတယ်အဲ့ဒါကကျွန်တော်အဲ့ဒီမှာလေကျွန်တော်ဂီတာမူလေးဖြစ်တယ်လို့အခြေလေးဆိုတဲ့အသေးဆိုတဲ့ဖြစ်ပါတယ်ခင်ဗျာတက်မွန်တန်နေရတော့ဒီဆရာ ရှလအောင်မင်းနေပေါ့နော်ချိန်ဆက်ပြီးတော့ကျွန်တော်တို့ဒီချင်းလေးဗီဒီယိုလေးရိုက်ကြမယ်ဆိုတော့ကျွန်တော်မရိတ်သက်မထက်နဲ့အစင်ပြေအစင်ပြေလောက်တည်းလို့မရိတ်သက်မထက်နဲ့ရိုက်မယ်ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့ချိန်ဆက်လိုက်တာပေါ့နော်အဲ့ရနေပြီးတော့ဆရာရှိတဲ့အောင်မင်းနေပြီးချိန်ဆက်ပြီးတော့ကျွန်တော်တို့ရိုက်ရှိကြတာပါပထမပိုက်လေးပေါ့နော်အချစ်မရှိပါရင်ဘဝအိမ်တွေသေကောင်းခန္ဓာရလို့မြေချုပ်သွေးပူလောင်ရမှာဝေးအချစ်သေးဘဝမှာအသက်ရှိစီပမာတကယ်ရဝေး အချစ်သေးအောင်မေးချစ်ရဲ့ကိုသာပြောတာပြရဲ့ဒါကြောင့်မို့ပုံဆောင်သာဆိုရင်ချစ်ရဲ့မရမ်းချစ်ကြတာပါရမ်းချစ်ကြတာပါချစ်ရဲ့မရမ်းချစ်ကြတယ်ဟုတ်ပါလေအများကြီးချစ်တာကြပါလေအဒဲနေအဒဲနေတို့ဖောင်နေတို့ချင်းကတော့အရင်အဟောင်းပါပေါ့နော်အဟောင်းပေါ့အရင်ကမူရင်းတည်တဲ့ရှင်ကတော့ကိုအောင်သူတဲ့ရှင်လေးပါ တေးကတော့အောင်ကျန်းတဲ့ခြင်းလေးဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်ကနေပြီးတော့ပြန်လည်သီစွားရင်ဖြစ်ပါတယ်။ချစ်တဲ့ရင်တိတ်တဲ့ရင်တကလေးရဲ့ရှိမှမယ်ပြီ။ဒါဆိုတော့တကယ်စကူရင်စံစံလေးတွေပါပဲ။ဟုတ်ပါတယ်။စကူရင်စကူတဲ့ဖြစ်သွားတဲ့လူမျိုးလေးပေါ့နော်။အဲ့လိုနှာခါစားလည်းမရပုံစံလေးတွေချစ်စရာကောင်းနေအဲ့လိုနန္နာယူရရလေးပေါ့။အဲ့လေးရောအဲခစ်ဘက်လေးရောပေါ့နော်။နှမျိုးနှမျိုးစလုံးသစ်လေးနဲ့လည်းလိုက်အောင်တီးထားတဲ့ music ပုံစံလေးနဲ့လည်းလိုက်အောင်ရိုက်ထားပါရှင်။ တကလေးရဲ့ရှိသေးလို့ရချစ်တဲ့အောင်သေးတကလေးရဲ့ရှိသေးလို့ရချိတ်တဲ့အောင်သေးဒီစက်ကိုဟာလာဒီခင်းနဲ့လေလျော်ညီသွားအောင်ပေါ့နော်သူရဲ့မူရင်းအရသာလဲတချင်းအရသာလဲမပြတ်အောင်တီးခတ်ပေးထားတော့ကျွန်တော်ရဲ့ဆရာ60မျိုးဟာဂီတာဂီတာမှုသိမ်းမှုဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပေါ့နော် အဲ့လိုဒီတစ်ချင်းကိုစိုးမဲ့လို့ယူလိုက်တဲ့ရပါတော့နော်ဟိုရင်ကားတစ်ချင်းလေးဆိုတာကျတော့အဆွေးတစ်ချင်းကိုအမျိုးအောင်ပြန်ပြီးတော့ဒီရပါတော့နော်ဒီတစ်ချင်းကကျတော့အတူတစ်ချင်းပုံစံကဟိုအချစ်တစ်ချင်းပုံစံလေးကြောကြလေးဆိုတော့ကျတော့ဒါလေးကိုပြန်ပြီးတော့ဒီခက်ရင်ဒီဆိုရင်ကတော့ဒီအပြစ်အပြစ်မမြင်ဘူးလို့ထင်တာပေါ့နော်အဲ့စိမ့်နဲ့ဒီချင်းလေးကိုယူလိုက်ခြင်းဖြစ်ပါတယ်ချစ်ချင်နာနာချစ်ကြသည်ဒီဟိုအချစ်တာပေါ့ချစ်တာဆိုတာအများကြီးလက်ကျိုးစားရပေါ့နော်ဒီအဲ တမီးသွားနေတဲ့လမ်းကအစရောလိုင်းဆိုပေမဲ့ဒီတေယောဆောင်ဘက်ကိုလည်းတမီးဝန္ဒနာပါတာဆိုတော့ဒီတေယောဆောင်ဘက်လေးမှာလည်းအားဆိုင်ပြီးတော့အဲကာရက်တာလေးနဲ့လိုက်တဲ့ပုံစံလိုမျိုးလေးတွေကိုအဲစိတ်ကောလူရောညှပ်ပြီးတော့ကြိုးစားထားပါတယ်ပြည်သက်တွေဒီ MV လေးထွက်လာရင်လည်းကြိုးစားထားတာမျိုးအမြင်ရပါလိမ့်မယ်ရှင်ချင်းစီမိုင်းမဝအင်းတွေ စာလေးလုတ်ထားတယ် music ပိုင်းမှာပေါ့နော်အခုရခွေးရေးမှာပါမျိုးအများကြီးကြိုးစားထားပါတယ်ထွက်လိုက်တဲ့ပြည်သက်တင်နဲ့အတိုင်းနဲ့ထပ်တူကြလိမ့်မယ်လို့မျှလင့်ပါတယ်သမီးလည်းအများကြီးကြိုးစားထားပါတယ်သမီးရဲ့ကိုကြီးလည်းအများကြီးကြိုးစားထားပါတယ်လို့ချင်းလေးထွက်လိုက်ရင်အားပေးကြပါအောင်လို့ပြောရင်ပြည်သက်တင်ကလုံးလုံးစပိုင်ရှင်ဆက်ပါလေခင်ဗျာ